ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ Newcastle ကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်ကကစားသမားတွေရဲ့ player rating ပေါ့လေပထမဆုံးအနေနဲ့တော့ဂိုးသမားဖြစ်သူ LT Bayerna ပါကျွန်တော် Bayerna ကိုတော့ rating နဲ့ကျွန်တော်5တိကျွန်တော်ပေးထားတယ်သူတမင်းတော့ပထမပိုင်းကသူ့ရဲ့ performance ကောင်းကောင်းကြောင့်ကျွန်တော်စောစောစီးစီးဂိုးမပြတ်ခဲ့တာပေါ့နော် Unana ရဲ့နေရာကို သူအခွင့်အရေးရတယ်ဒါပေမဲ့လို့သူ့အနေနဲ့စရုပ်ထားဂိုးကိုကျွန်တော်ပေးရတဲ့အချိန်မှာ သူအမှားကြောင့်ကျွန်တော်ပေးခဲ့ရတာပေါ့ဒါအပြင်ပေးရတဲ့ကူကလည်းတော်တော်ကိုအဆင်မပြေခဲ့တာ Manchester United ထဲမှာ decent level ရှိတဲ့ goalkeeper ကိုလုံးဝမရှိတာတော်တော်ကိုပြဿနာကြီးတယ်ပေါ့နော်ဆိုတော့ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းဘိုင်ယန်ဒါဟာအူနာနာထက်ထူးခြားပြီးတော့ကောင်းမနေတယ်လို့အူနာနာထက်ညံ့နေတယ်မျိုးလည်းကျွန်တော်မဟုတ်ဘူးအတင်းမှာရှိတဲ့ကူသမားတွေက quality ကူသမားတယောက်မှမရှိဘူးကျွန်တော်ဒါကိုလည်းရှိမှလည်းကျွန်တော်တို့ကအမြဲတမ်းပြောခဲ့ပြီးသား တကယ်လို့ဘိုင်နာသာကောင်းနေဆိုအရန်ကုန်ရောက်နေစရာအကြောင်းမရှိဘူးပေါ့ဆိုတော့ဒီမှာလည်းအဲ့လိုပဲဒုတိယပထမပိုင်းကတော့သူ့အနေနဲ့သူ decent performance တွေပြတယ်ဒါပေမဲ့ဒုတိယပိုင်းမှာမလိုအပ်တဲ့အမှားတစ်ခုသူကျူးလွန်ပြီးတော့သူ့ရဲ့ပေါ့နော်ဟို distribution တွေကအစားပေါ်ဒီပေါ်လုံးကန်တဲ့ပုံစံဘလိုပဲဖြစ်ဖြစ်ပေါ့နော်ဘလိုမှအဆင်မပြေဘူးဒါကြောင့်ပေါ့နော်ကျွန်တော်တို့မှာကုသမာကောင်းဆိုတာမရှိဘူးဒီကုသမာလည်းဘာမှမထူဘူးပထမပိုင်းက ဒီပုတ်တာလေးတွေကြောင့်ဒါနည်းနည်းမစူးလို့ကျွန်တော်ပြောရမှာပဲကျွန်တော်တွင်နေမဲ့ကျွန်တော်5 d ပေးထားပါတယ်ဆိုတော့ဆိုတော့နံပါတ်၄ကတော့ဒါ average ပေါ့ဗျာ4ကတော့ master wi ကျွန်တော်တွင်နေမဲ့ကျွန်တော်3 d ပေးထားတယ် master wi နေနဲ့ဒီနေ့ပွဲစဉ်မှာတော်တော်ကိုအခြေအနေမကောင်းတာပါနော်ကျွန်တော်ပေးလိုက်ရတဲ့တကူနော်ပတကူမှလည်းသူအမှားကြောင့်ကျွန်တော်ပေးရတယ်အဲဘလူးမန်ကို right center back မှာကစားနေတာအဆင်မပြေဘူးပေါ့နော်ကျွန်တော်ရှေ့က lion နဲ့ပွဲစဉ်မှာလည်းအများကြီးအဆင်ပြေခဲ့တာမျိုးကြီးကျွန်တော်မရှိဘူး တတော်ကိုအချီနီစိုးပါတယ် Master Way ကိုကျွန်တော် Rain Damage ကျွန်တော် 3D ပေးထားတယ် Vitalini တော့ကျွန်တော် Rain Damage ကျွန်တော် 4D ပေးထားတယ်နော်လေလေတော့ကျွန်တော်ရင်းနေမဲ့ကျွန်တော်၅ထိပြတာလေလေလေနီတော့ကတော့ဒီနေပွဲမှာအဲဒီကျွန်တော်ကျွန်တော်ထင်တာထက်တောင်မှပေါ့နော်မျောလင်းနာထက်တောင်မှပူပြီးတော့အဆင်ပြေခဲ့တယ်လို့ကျွန်တော်ထင်တယ်လုံလုံကြီးကောင်းနေတာမျိုးမဟုတ်ပြီမဲ့လေလို့လေနီတော့အနေနဲ့ တချို့အလုံးတွေကို e-sexy ကနေပြီးတော့ကျွန်တော်တို့ဒါအဲဖျက်လူတာမျိုးတွေတို့เนาะပြီးလို့ရှိရင် block လောက်တာမျိုးတွေတို့เนาะအဆင်ပြေတယ်ပေါ့เนาะအမားတွေဘာတွေလဲကျူးလွန်ခဲ့တာတွေကျွန်တော်မရှိဘူးဒီနေရာမှာဒါလို့တို့ဘာလို့ကိုလွယ်လွယ်ကူကူနဲ့ကျွန်တော်ကြော်လာပြီးတော့เนาะပီးလိုက်ရတဲ့ဒုတိယမြောက်ဂိုးကိုတော့ဒါသူပို့ပြီးတော့ပေါ့เนาะလန်နီယိုတို့လိုလီနီလိုတို့ဒါပို့ပြီးတော့ကောင်းတဲ့နေရာယူမှုတွေမှာရှိခဲ့တင်တာပေါ့ဗျာဒါပေမဲ့လည်းလို့အချိန်ကြီးမကောင်းခဲ့ဘူးဒါတော့ပဲကျွန်တော်တို့ရှိတာကျွန်တော်ရင်းနေမဲ့ကျွန်တော်၅ ठी တော့ကျွန်တော်ပြီးထားပါတယ် နောက်တစ်ယောက်ကယူရိုပါယူရိုလည်းပဲကျွန်တော်တူတူပဲပေါ့နော်ကျွန်တော်ရင်းနဲ့ကျွန်တော်5တိပေးထားတယ်တူတူချာချာကြီးအများကြီးထူးခြားကောင်းခဲ့တာမျိုးမရှိဘူးအမားဒီပါလီလည်းမကျူးလွန်ခဲ့လို့စုပ်ပြတ်တက်နေတဲ့အခိုက်အတန့်မျိုးလေးကျွန်တော်မဟုတ်တော့တာမန်ချီသွမ်းပေးလို့ကျွန်တော်ပြောရမှာပေါ့လေနောက်တစ်ယောက်ယူရိုလည်းပဲအများကြီးကျွန်တော်ရင်းတူတူချာပြောစရာမရှိဘူးသူတို့ပြင်အသင်းမှာတသင်းလုံးနီးပါးကတိုင်ပတ်နေတယ်ဆိုတော့ကစားမတစ်ယောက်တည်းကိုထောင်ထွက်ပြီးတော့ကောင်းနေဘူးဆိုတာတော်တော်ခဲရင်ပါတယ် ဆိုတော့နောက်တစ်ယောက်ကတော့ကျွန်တော် Harry Amas ပေါ့လေလူငယ်ကစားမလေးဖြစ်တဲ့ Harry Amas တွေ Premier League မှာပထမဆုံးဆိုသလို Manchester United အသင်းကြီးတွေက Winback နေရာမှာပွဲထွက်ခွင့်ရတာကဒီကောင်လေးတွေ့တော့ဒါချီးကျူးစရာပါဒါဂုံယူစရာပေါ့နော်ချီးကျူးစရာဆိုဂုံယူစရာပေါ့နော်ဆိုတော့ ဒီလိုမျိုး pressure များတဲ့ပွဲเนาะ physical ပိုင်းစကားပြောတဲ့ပွဲမှာလည်းခန္ဓာကိုယ်သေးပြီမဲ့လို့သူဟာနဲ့သူ decent performance ပြသွားတယ်။တသိန်းလုံးတိုင်ပတ်နေတဲ့နေရာမှာမှဒီလိုလူငယ်လေးအတွက်ဒါကစားရတာထင်းတော့တော့မလွယ်ကူခဲ့ဘူး။တိုးတိုးလည်းပဲအဆင်ပြေတယ်ပေါ့နော်ကျွန်တော် Hermes ကိုတော့ကျွန်တော် rename ကျွန်တော်၅ထိပေးထားတယ်။သူဟာနဲ့သူအဆင်ပြေတယ်လို့ကျွန်တော်ထင်တယ်။ Ericsson ကျွန်တော် rename ကျွန်တော်3ထိပေးထားတယ်။ Christian Ericsson တို့က Premier League မှာကစားမဲ့အချိန်ကြီးကပြီးဆုံးသွားပြီလို့ကျွန်တော်တို့ထင်တယ်။ဒါပြင် ဒီပွဲမစတင်ခင်ကတည်းကပဲကျွန်တော်တို့သိကြတဲ့အတိုင်းပဲ Ericsson ဒီကွင်းလေမှာအကြီးမားဆုံးပြဿနာဖြစ်နိုင်တယ်။အမှားလည်းမကျူးလွန်ခဲ့ဘူးဆိုပေမဲ့အတင်းတွက်အပေါင်းလက္ခဏာဆောင်းအောင်လုပ်ပေးနိုင်ခဲ့တာဘာမှမရှိဘူး။ Rainy နဲ့မဲ့ကျွန်တော် 3D ပဲပေးထားပါတယ်။ Ugar လေးကျွန်တော် Rainy နဲ့မဲ့ကျွန်တော် 4D ပေးထားတယ်။ကွင်းလေမှာ ပြိုင်ဘက်ဒီပြိုင်ဘက်ကွင်းလေကိုဘယ်တဲ့ဆိုင်မှုတွေကဘာမှအခြေအနေမကောင်းခဲ့တဲ့အနေထားမှာ Ugar လေးကတော့မဆူဘူးပေါ့နော်တန်တန်တည်းများဆိုသလိုသူကြိုးစားသွားတယ်။ ပထမပိုင်းမှာသူအဝါထိသွားတယ်ဒုတိယပိုင်းမှာလည်းသူသားကိုတတိထားသွားတယ်ဒါပေမဲ့သူဘောလုံးတွေဖြစ်နေတော့မယ်ဒါပေမဲ့လို့ဥကာတီတယောက်ထင်းနဲ့ကျန်တဲ့၃ယောက်စလုံးကိုရှင်ဖို့ဆိုတာဘလို့မှအဆင်မပြေဘူးသူတို့ဥကာတီတို့အတွက်ဒီနေ့ပွဲစဉ်ကကျွန်တော်ရေနမဲ့ကျွန်တော်၅ထိတော့ပြီးထားတယ်အများကြီးကောင်းခဲ့တာမျိုးမဟုတ်ပြီမဲ့လေလို့ပေါ့နော်သူအနေနဲ့ဒါဟိုရခဲ့တဲ့တကူမှာဆိုလို့ရှိရင်လည်းသူ့ရဲ့အာထုံမှုကနေအများကြီးလာတာ ဒါကြောင့်ကျွန်တော်ဥကာလေးကို rename ကျွန်တော်9အထိပေးထားတယ်။ဒီကိုဒါတော့ကျွန်တော် rename ကျွန်တော်၄အထိပေးထားတယ်။ဖန်တီးမှုတစ်လုံးရှိခဲ့တယ်ဆိုပေမဲ့လည်းလို့အဲ့ဒီတစ်လုံးကလွဲရင်ကျန်တဲ့အရာတွေတော်တော်လေးကိုတိုင်ပတ်တာ။ကျွန်တော်တို့ဒီဘောလုံးကန်တဲ့နေရာမှာလည်းအဆင်မပြေဘူးဗျာခန္ဓာကိုယ်အနေထားတွေဘောလုံးပေးတဲ့ပုံစံတွေတော့ကျွန်တော်တို့ဘလူးမအဆင်မပြေဘူး။ဒါအပြင်ကျွန်တော်ဒုတိယမြောက်ဥဆောင်ကိုပေးရတဲ့နေရာမှာလည်းတော့ကျွန်တော်တို့ဒီဟွာကသူ့ကိုမင်း liberal man 2ကဘာမှမဟုတ်တယ်လို့ကိုကြော်ပြသွားတာ။ เนาะမင်းအဲ့ဒီနေရာမှာဒါတော့ရှိနေတယ်လို့တော့ကျွန်တော်မထင်ရဘူးအဲ့လိုကိုလှုပ်ပြတာခံရတာတတော်ကိုစီစီသွန်းစူးစူးဝဝပါကျွန်တော်အသိမှာအုံနောက်ရှိတဲ့ကစားမှာခက်ရှားရှားဖြစ်နေတယ်ဆိုတော့ဒါတွေဖြစ်တာကလည်းမထူးဘူးပေါ့เนาะဒါတွေမြင်နေရတာကလည်းကာနာချိုကတော့ကျွန်တော်ရင်းနေမဲ့ကျွန်တော်60ပေးထားပါတယ်ပထမပိုင်းမှာသူလှုပ်ခဲတဲ့များကအရင်ကြီးကောင်းနေတာတစ်ချိန်လုံးပေါ့เนาะအဆင်ပြေခဲ့တာမျိုးမဟုတ်ပြီမဲ့လို့ဒါတကူရအောင်အတွင်းပြနိုင်ခဲ့တယ် ါတော့အပေါင်းလက္ခဏာဆောင်းနေရပဲကျွန်တော်ကတော့ lion နဲ့ပွဲစဉ်အတွက်သူ့ကိုအနာပီးထားတယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့်ကျွန်တော် rain နဲ့ကျွန်တော်60ပီးထားတယ်သူကစားခဲ့တဲ့မြမိနစ်တွေပိုင်းမှာတော့ကာနာချူကအဆင်ပြေတယ် bruno fernandes ကျွန်တော် rain နဲ့ကျွန်တော်၄ထိပဲပီးထားတယ် Panades ကနေပြီးတော့ဒီနေ့ပွဲစဉ်မှာကျွန်တော်တို့ပါကောင်းတဲ့ပုံစံမှမမြင်ရဘူးပေါ့နော်အာအခိုက်တန်ဆိုလို့ Zixi နဲ့သူရဲ့အခြေဆက်ကိရိတော့ပဲကျွန်တော်တို့တွေ့ရတာအဲ့ဒီတလုံးပဲဒါမှမဟုတ်သူ့အနေနဲ့တော်ကိုတိုင်ပတ်ခဲ့တဲ့ပွဲပါ Rain နဲ့ကျွန်တော်၄ထိပဲကျွန်တော်ပြထားတယ် Joshua Zixi ကံမကောင်းတာပါ zig zig ကိုကျွန်တော် random ကျွန်တော်60ကျွန်တော်ပေးထားတယ် zig zig နေပွဲစဉ်မှာ injury ပြဿနာကြုံသွားတာကတော်တော်နှစ်မျိုးကိုကျွန်တော်ကောင်းတယ်အမိုရင်းကတော့ကျွန်တော်အနေနဲ့ပေါ့နော်ဒါ zig zig ဟာ lion နဲ့ပွဲစဉ်အတွက်လုံးဝပါနိုင်မှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးပြောသွားတယ်ဆိုတော့ကျွန်တော်တို့အတွက်ကတော့ပြီးသွားပြီပေါ့မျောလင်းချက်အများကြီးမရှိတော့ဘူးပေါ့နော်ဆိုတော့ဒီပွဲမှာလည်း zig zig ကအများကြီးကောင်းသွားတယ် တိုက်စစ်နေရာမှာတော့သူ့တံပိုးကိုကျွန်တော်တို့တီးရတော့မယ်ပေါ့လေအရင်ကြီးကောင်းနေတာမျိုးမဟုတ်ပေမဲ့ရှိတဲ့ Resman Whiteland တော့အများကြီးပူကောင်းအောင်လုပ်နိုင်နေဆိုတော့ကျွန်တော်တို့လည်းနှမျိုးစရာပါနော်အရင်ကောင်ကကစားမားတွေကတော့အများကြီးထူးခြားခြားပြောစရာမလိုပါဘူးလူရှော့မိနစ်အများကြီးမရှိခဲ့ဘူးကိုဝီမင်းနူမိနစ်အများကြီးမရှိခဲ့ဘူး Resman Whiteland မိနစ်တွေတော်တော်ကစားနိုင်ခဲ့တဲ့အတိုင်းလို့ Renewal ကျွန်တော်3 ठी ပေးထားတယ် Balloon အဆင်မပြေပါဘူး Mason Mount ကျွန်တော် Renewal ကျွန်တော်4 ठी ပေးထားတယ် decent performance ပြင်ဘာမှထပ်ပြီးတော့လုံနိုင်ခဲ့လို့ကျွန်တော်မထင်ဘူး ။နောက်ကျတော့ဒါကတော့ကစားမားရဲ့ player rating ပေါ့လေ။စုပ်ပြတ်တက်နေခဲ့တဲ့ပွဲတစ်ပွဲကိုကြည့်ကြရတာဖြစ်တဲ့အတွက်တူတူကြကြကြီးဘာမှပြောစရာလူမျိုးတွေကျွန်တော်မထင်ဘူး။ဒီကရိုအနေနဲ့ရောပေကစားမားကအမြင့်ဆုံး performance ပြနိုင်ခဲ့တယ်ထင်ကြလဲ။ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။